အားလုံးပဲမင်္ဂလာပါ UK Mystery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ Manchester United အသင်းရဲ့တိုက်စစ်မှု Marcus Rashford ကဒဏ်ရာကနေဒါကူပြန်လာပြီးတော့ Aston Villa ကနေ Man United ကိုပြန်ရောက်လာပြီးဆိုတော့သူနဲ့ပတ်သက်လို့ Club ကဆုံးဖြတ်ချက်ကနှစ်ခုဖြစ်နေတယ်သူရဲ့လောကလာစာမြင်မာတဲ့အခြေအနေကြောင့်ဘယ်အသင်းမှမခေါ်ရင် Rashford ကိုသူတို့ဆက်ထိန်ထားရဖို့ရှိလို့ တစ်ဖက်မှာလည်းတန်းလေးစေပေးရင်ဒါသူတို့ဘက်ကရောင်းချမှာဖြစ်ပေမဲ့သူရဲ့လစာကိစ္စကိုလည်းသူတို့ဘက်ကညှိရဖို့ရှိတယ် market ratio မှာတစ်ခုတည်းသောဒါဆုံးဖြတ်ချက်တစ်ခုကသူ champion league ဝင်ခွင့်ရမယ်အသင်းပဲကစားခြင်း ਨੇ အဲ့ဒီမှာမလာစာရှုပ်ယူဖို့အစီအစဉ်မရှိဘူးဒါပေမဲ့ FC Barcelona အသင်းဆိုရင်တော့ချွင်းချက်အနေနဲ့သူ့ရဲ့လောကလာစာကိုအများကြီးရှုပ်ယူသွားဖို့ဆန္ဒရှိတယ် ရှော့ယူပေးသွားမယ်ဆိုပြီးပြောထားတယ်။ဒါက May 18လောက်ထဲကဒါ Manchester United အသင်းမကစားတဲ့အချိန်တည်းကနေ final မကန်ကင်တဲ့က Marcus Rashford က Barcelona ကို message ပေးထားတယ်။ Man United ရဲ့ပြောင်းရွှေ့ခြေကတန်40ယူရို48တန်းပတ်ဝန်းကျင်ရှိပြီးတော့ Manchester United အသင်းလိုချင်တဲ့အမောင့်ကို Barcelona ကမပေးချင်ဘူး Barcelona ကအငှား plus အပြီးသတ်ပုံစံပဲဖြစ်ဖြစ်ဈေးနဲ့တက်တာတဲ့ပုံစံ Premier League club တွေထဲမှာ Arsenal က Rashford ကိုလိုချင်ပေမဲ့ ဥရောပချန်ပီယံလိဝင်ခွင့်မရတဲ့အတွက်သူတို့ကဒီပြောင်းရွှေ့ကိုလက်လျှော့သွားပြီးဆိုတော့ Rashford ကိုရမယ်အတင်းကခက်ရှားရှားဖြစ်တယ်အဓိကသူ့ရဲ့မြင်မာတဲ့တပတ်ကို3သိန်းခွဲဆိုတဲ့အမောင်းကြောင့်ဆိုတော့အခုလက်ရှိမှာ Catalan Radio မှာရောမာကာနဲ့တပတ်ကဒါ Mandu Dibu Dibu report မှာဖော်ပြတဲ့အချက်ရ Hansi Flick က Nico Williams အပါဝင်တခြား Rafael Leone နဲ့ဈေးကြီးတဲ့အပြောင်းရွှေ့ထက်စာရင်း Marcus Rashford ကိုသူ့ဘက်ကဒီ Ferran Torres ပုံစံမျိုးသူတိုက်စစ်ရောတောင်ပန်ရောတုံးဖို့အတွက်ဒါတဘောကြတယ်လို့ဆိုထားတယ်အခုကလပ်ကအခုလက်ရှိမှာသူရဲ့ဘယ်တောင်ပန်ကစားမှာဒါ Ansu Fati ကို Monaco ကိုအငားချပြီးအပိသက်သဘောတူလိုက်ပြီးအဲ့အတွက်ကြောင့်ဒါ club ဘက်က Hansi Flick ကအခုဘာပြောထားလဲဆိုတော့လက်ရှိမှာ Marcus Rashford ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ green light yes ဆိုပြီးပေးထားတယ်ဆိုတော့ Rashford က ဘာဆိုနာကိုတကယ်ကိုပြောင်းချင်တဲ့ဆန္ဒရှိတဲ့အတွက်လာစာအများကြီးလျှော့ယူမယ်။နောက်ဆုံးပြား၃သိန်းခွဲမှာတသိန်းဖြစ်ဖြစ်တသိန်းခွဲဖြစ်ဖြစ်သူပြဿနာမရှိဘူးလျှော့ယူမယ်ဆိုတဲ့အချက်ဒီနေရာမှာ market threshold အနေနဲ့ Man United ကနေဘာဆိုနာကိုပြောင်းရွှေ့ခွင့်ကသူရဲ့ dream team ဖြစ်တဲ့ dream မှုဖြစ်တဲ့အတွက်ဒီဆမ်းမမှာအပိသက်ပြောင်းနိုင်ဖို့အတွက်သူဘက်ကအသေးအံကြိုးပမ်းနေတယ်ဒီနေရာမှာဘာလို့တိဆိုလဲဆိုရင် Marcus Rashford က United ကပေးမဲ့ပြောင်းရွှေ့ခြင်းတန်း40ကိုတတ်နိုင်သမျှရအောင်ညှိပေးမယ်။ဈေးတက်တာနဲ့ Barcelona ကိုပြောင်းခွင့်ပေးနိုင်ဖို့သူတို့ဘက်ကကြိုးပမ်းမယ်။ Euro ဆိုရင်တော့ Euro 48တန်း။ဆိုတော့ Hansi Flick ကပြန်ကြည့်တဲ့အခါမှာ La Masia ဒီမှာ Yamaha ကိုအထက်ဒီ Rafinha ကိုအထက်ထည့်ပြီးတော့ Rashford ကိုတုံးလို့ရတယ်လို့ Rashford က Lewandowski ရဲ့ replacement လည်းရတယ်။နောက်တစ်ဖက်က Ferran Torres ကသူကတိုက်စစ် option ပို့ဆောင်သွားအောင်။နောက်တစ်ခုက Yamal ကိုနားရေ Rafinha ညာပို့လို့ရတယ်။ဆိုတော့သူတို့တိုက်စစ်မှာသူအလှည့်ကျပုံစံပြောင်းလို့ရတယ်။နောက်တစ်ဖက်က Fermin Lopez ရှိမယ်။တစ်ချိန်တည်းမှာပဲ ဒန်ဒီအော်မိုးရှိမှာဆိုတော့ဒီ type set အခင်းကြီးကြီးကိုသူစိတ်ကြိုက်ပြောင်းလို့ရတဲ့အချက်ကိုသူသဘောကျတယ်နောက်တစ်ခုက rushford ကအခု nico william လို့တန်း60 80ပေးစရာမလိုဘူးနောက် nico william တောင်းနေတာကတစ်ဘက်ကို3သိန်းခွဲ4သိန်းခွဲတောင်းနေတယ် Rafael Leao ကြောင့်လည်း Euro 195တန်းရောကြီးစာချုပ်ရှိတယ်။တခြားတခြားသောကစားသမားတွေထဲမှာသူဈေးကြီးတဲ့အတွက်ကြောင့် Okay Hansi Flick အနေနဲ့ Rashford ကမဆိုးတဲ့ option တစ်ခုအသက်က29ပဲရှိတယ်။ဘာဖြစ်ဖြစ် Rashford က injury concern တော့လည်းပုံတိတိုင်အောင်နည်းနည်းတော့ဒဏ်ရာရလေးရှိတယ်ဒါပေမဲ့ဒါ persona အတင်းပေးတတ်တယ်တော့ဘယ်လိုများဒီ hansi flick ကတော့ marcus rashford ကို yes အခုလောလောဆယ်မှာ rashford ကိုတိုင်က man united အတင်းကထွက်ရမှုတေးချတယ်ဘာလို့ဆိုသူ့ရဲ့ကျောင်းနံပါတ်10ကိုကုညာကိုပေးဖို့သဘောတူထားတယ်ဒီနေရာမှာဒီဒီဒီ football.transfer report မှာတော့တကယ်လို့ manchester united က rashford ကိုရောင်းလို့မရခဲ့ရှင်တော့ ဟူနီးပြဘူးပြီးအမ်ဘရီနဲ့သူ့ကိုပြန်နီကိုရှေ့လုတ်ပြီးတော့မှအသင်းမှာသုံးဖို့လေ option တစ်ခုအနေနဲ့စဉ်းစားနိုင်ဖို့သူတို့ဘက်ကပြင်ဆင်ထားတယ်ဆိုတော့ plan B တော့လည်းရှိတယ်ဒါပေမဲ့အခုလောလောဆယ်မှာ Hansi Flick ကတော့ yes လို့ပြောထားတယ် Barcelona ကဒီ deal ကိုဘလို့အဆုံးသတ်ပြီးတော့ခေါ်နိုင်မလဲစောင့်ကြည့်ရမှာပါအားလုံးကျေးဇူးတင်ပါတယ်